။ဘာကိုတွေးလဲဆိုတော့မခိုရိုင်ရဲ့တသားကိုရှင်ပြပေးတဲ့အချိန်လုံးကအမအဲ့တော့ကပြောရရင်အတသားအဖေနဲ့ပွဲပြီးတဲ့အချိန်တိတ်မကြသေးဘူးပေါ့လေ။အဲဆိုတော့ဟိုအကုန်လည်းအိမ်တော်မပြရသေးဘူး။အဲ့တော့ဆိုတော့အမအမအာတခုလာသားရှင်ဆိုမှာစာလေးရေးထားသေးတယ်။အဲ့ကသမားရဲ့ feeling ပေါ့နော်။ feeling ဆောင်မှာကိုလည်းပဲဟိုကိုမိန်းကလေးတယောက်ခေါ်အားနဲ့သားလေးကိုရှင်ပြပေးတယ်။အဲ့အဲ့ ရက်မှာဆိုဝမ်းလဲဝမ်းသာတယ်အဲကြည်လဲကြည်မူတယ်ငိုလဲငိုချင်တယ်ငိုငိုလဲငိုမိတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးပဲမိဘမစုံတဲ့ကလေးတွေအမရှင်ပြပေးချင်တဲ့စိတ်လေးကအဲ့ကလေးကအမဖြစ်တာတတကိုရှင်ပြပေးတဲ့အချိန်လေးကဖြစ်တာပေါ့နော်တတရှင်နှစ်ကိုနှစ်အခုပဲတတ16နှစ်ဖြစ်သွားပြီဆိုတော့အဲ့နဲ့အမအဲ့အမှုလေးကိုလုံးမဲ့လို့စဉ်းစားရတယ်ဒီချိန်ကြည့်ရတာဟာစီဗီအရှိပါဆိုတော့တကယ်တကယ်ဒီနေ့ပြပေးပြတာ195ပါ195ပါဖြစ်သွားတယ်သူတို့က ဟိုစည်ရင်းလာပေးကြတဲ့အခါကျတော့လေအမဩမလျှော့ပါနဲ့ဟိုအစင်သေးတမောက်ကိုပြုတ်ပေးလိုက်ပါသူတို့စည်ရင်းသေးတမောက်ကိုလုတ်ပေးမယ်ဆိုပြီးတော့အဲ့နဲ့တရားနဲ့ဆက်လာတာဖြစ်သွားပါတော့အခုဒီတစ်ခေါက်လည်းပဲအမဒီအလူမာကအာစီမင်းအောက်ခြေဝန်ထမ်းလေးတွေပေါ့သူတို့သားသမီးလေးတွေစည်ရင်းပေးတာတော်တော်များပါတယ်အာအမအဲ့ဒါလည်းဟိုပေါ့လူနေကြတာလည်းအဲ့စီမင်းအောက်ခြေဝန်ထမ်းလေးဆိုတန်ရှင်းဝန်ထမ်းလေးတွေရှိရဲ့ဒီမှာလေအမိုက်တိန်နဲ့ဝန်ထမ်း ငယ်စတုတီတာကျွင်းနေကြလေစတုတီတာလူတစ်ထောင်ကျွင်းရယ်နှစ်ထောင်ကျွင်းရယ်သူတို့ကျွင်းရလဲတကယ်အားရပါရပါစနစ်တကျလည်းရှိရယ်တကယ်လည်းအားရပါရစားရယ်ဆိုတော့အဲဒီတစ်ထောင်လည်းပဲဒီတစ်ထောင်လည်းပဲအကယ်၍ညာအမအလူအဲ့လိုကျွင်းနေကြနေရပေါ့နော်အဲ့ရကလေးရှင်ပြုတ်နေတယ်ပါချင်တယ်ဆိုလို့ရှိရင်လည်းပါလို့ရအောင်ဆိုပြီးတော့အမအနောက်လုပ်ပေးလိုက်တဲ့အခါကျတော့သူတို့လေးကလည်းစီးရင်ပေးတာတော်တော်များပါတယ် 2020ကလေးရလုပ်မယ်လို့စဉ်းစားတာ2020လွန်ရသည့်ကျောင်းပိတ်ရက်မှာပေါ့နော်အရင်တော့တော့အမအမစဉ်းစားလိုက်တာကဟိုကလေးတွေမှာအဓိကမိမမဲ့မိမမဆုံးတဲ့ကလေးတွေပေါ့အမေရှိရင်အဖေမရှိတဲ့ကလေးရှိရင်အဖေရှိရင်အမေရှိတဲ့ကလေးရှိတယ်ဆိုအဲ့ဒီကလေးတွေတော့မိမနှစ်ပါးလုံးမရှိတော့တဲ့ကလေးတွေပေါ့နော်အဲ့ဒီကမှအာဝေကြီးမတက်နိုင်ဘူးကိုကိုယ်တိုင်ရှင်ပြဖို့အတွက်အာဖိုးပွားပဲရှိမယ်သူတို့ရှင်ပြဖို့မတက်နိုင်တဲ့ကလေးတွေလုပ်ပေးမယ်ဆိုပြီးအမစဉ်းစားလိုက်တာ ဒါပေမဲ့ဖြစ်ချင်တော့အဲ့မှာကိုဗစ်ကဖြစ်သွားတယ်။ကိုဗစ်ဖြစ်သွားတော့အမက February မှာ announce လုပ်လိုက်တယ်။ဒါပေမဲ့ March လထဲမှာကိုဗစ်ဖြစ်သွားတဲ့အခါကျတော့အဲ့အလူအမရွှေ့ရတာပေါ့။ရွှေ့ရတဲ့အခါကျတော့ဒီမှာလည်းရွှေ့ရွှေ့နဲ့ဖြစ်ဒီချိန်လေးရောက်လာတာပေါ့နော်။အဲ့တော့ပြောရလေစိတ်ထဲမှာလည်းအမဘာဖြစ်သွားလဲဆိုတော့လေ cycle တစ်ခုဝင်သွားတယ်။အမ ီးပေးမယ်လို့လုပ်ထားတယ်။သင်ငန်းတွေပါအကုန်ဝယ်ပြီးသွားပြီ။အဲ့ဒီဟိုဆက်ပြာဘူးတွေတောလိုက်စေသဘောတန်အကုန်ပေါ့နော်ဒီကိုင်းနေကတ်မဲ့ဖြစ်စီလူဝယ်ရအကုန်ဝယ်မှဖြစ်သွားတဲ့အခါကျတော့အဲ့မှာကိုဗစ်ဖြစ်တယ်ပြီးတော့နောက်ရေမေးဖြစ်တော့မှအဲ့မှာရေမေးကိုအကုန်လူလိုက်တယ်ပေါ့နော်။ဆိုတော့ဒီတစ်ခါကျတော့လည်းမအဲ့လို announce လုပ်ထားပြီးတဲ့အခါကျတော့ငလျင်လောက်တယ်။ငလျင်လောက်တော့မားတို့လည်းမန္တလေးဆိုင်လည်းထိရတယ်။မန္တလေးဆိုင်လည်းမားတို့ပြက်စီးတယ်။ဆိုတော့အခါကျတော့ ဲ့မှာအမားတို့တစ်ခါရက်ရွှေ့ရပြန်ရောအဲ့တော့အမျိုးသားအောင်ပြောပြတယ်အော်ငါတို့လို့ဒီအလှကြီးလို့ပေါ့ကလူခွင့်မကြုံတော့ဘူးဒါပေမဲ့အဲ့လိုချိန်ညာလိုက်တိုင်းအဲ့လိုဖြစ်ဖြစ်သွားတဲ့အခါကျတော့ဒီတစ်ခါတော့ဖြစ်အောင်လုပ်တော့မယ်ဟိုဆိုရင်မဟုတ်ရင်လည်းနောက်တစ်ခါကျရင်လည်းကိုကဘာများဖြစ်မလဲဆိုတော့ခံစားချက်ကြီးဖြစ်သွားမှာပေါ့နော်နောက်တစ်ခါကျတော့အမကဘာကိုတွေးလဲဆိုတော့မကိုရိုင်းရဲ့တတော်ကိုရှင်းပြပေးတဲ့အချိန်တော့ကအမအဲ့တော့ကပြောရရင်အာတတော်အဖေနဲ့ကွဲပြီးတဲ့အချိန်တိတ် ါလေအဲဆိုတော့ဟိုအကုန်လည်းအဲ့တော့မပြောရသေးဘူးအဲ့တော့ဆိုတော့မမအဲတခုလာသားဆိုဆိုမစာလေးရေးထားသေးတယ်အဲ့တော့အမရဲ့ feeling ပေါ့နော် feeling ဆောင်မှကိုလည်းပဲဟိုကိုမိန်းကလေးတယောက်ခေါ်အားနဲ့အသားလေးကိုရှင်ပြုပေးတယ်အဲ့အဲ့ရက်မှာဆိုဝမ်းလဲဝမ်းသာတယ်အဲကြည်လဲကြည်မူတယ်ငိုလဲငိုချင်တယ်ငိုငိုလဲငိုမိတယ်ပေါ့နော်အဲ့တော့ အဲ့လိုမျိုးပဲမိဘမဆုံတဲ့ကလေးတွေအမရှင်ပြပေးခြင်းနဲ့စိတ်လေးကအဲ့ကလေးကအမဖြစ်တာတတကိုရှင်ပြပေးတဲ့အချိန်လေးကဖြစ်တာပေါ့နော်တတရှင်းနေကိုနေအခုပဲတတ16နှစ်ဖြစ်သွားပြီဆိုတော့အဲ့နဲ့အမအဲ့အလှူလေးကိုလုံးမဲ့လို့စဉ်းစားနေဒီချိန်ထိကြိုးလာတာရှင်ပြဆစ်ပါဆိုမှတကယ်တကယ်ဒီနေ့ပြပေးပြတာ115ပါ115ပါဖြစ်သွားတယ်သူတို့က ဟိုစည်ရင်းလာပေးကြတဲ့ခါကျတော့လေအမဩမလျှော့ပါနဲ့ဟိုအစင်ပြေတမောက်ကိုပြုတ်ပေးလိုက်ပါသူတို့စည်ရင်းပေးတမောက်ကိုလုတ်ပေးမယ်ဆိုပြီးတော့အဲ့နဲ့195ပါဖြစ်သွားပါဘောနော်အခုဒီတစ်ခေါက်လည်းပဲအမဒီအလူမာကအာစီပင်အောက်ခြေဝန်းထဲလေးတွေပေါ့သူတို့သားသမီးလေးတွေစည်ရင်းပေးတာတော်တော်များပါတယ်အာအမကအဲ့ဒါလည်းဟို ပေါ့လူနေကြရလဲအဲ့စီမြောက်ချီဝင်နေလေးဆိုတန်ရှင်းဝင်နေလေးရှိရဲ့ဒီမှာလေအမိုက်တိန်နဲ့ဝင်နေလေးရှိရဲ့ဆိုတော့သူတို့ကအမှန်စတုတီတာကျွေးနေကြလေစတုတီတာလူတစ်ထောင်ကျွေးရဲ့နှစ်ထောင်ကျွေးရဲ့သူတို့ကျွေးရတယ်တကယ်အားရပါရပါဟို ကြလည်းရှိရတယ်တကယ်လည်းအားရပါရစားတယ်ဆိုတော့အဲ့ဒီတစ်ခေါက်လည်းပဲဒီတစ်ခေါက်လည်းပဲအကယ်၍ညာအမအလူအဲ့လိုကျွေးနေကြနေရပေါ့နော်အဲ့ရကလေးရှင်ပြုတ်လေလဲပါခြင်းလဲဆလို့ရှင်လဲပါလို့ရအောင်ဆိုပြီးတော့အမအနောက်လှုပ်ပေးလိုက်တဲ့အခါကျတော့သူတို့လေးကလည်းစင်းပေးတာတော်များပါတယ်ဝမ်းသာပါညီမလေးဆန်ချတော့အမတပားစာမပားစာပဲဆန်ကရင်းဖြစ်ပါတယ်ဘာလို့လဲဆိုတော့မိဘတွေကအမနေရာပေးချင်တာပါ ီအမားတော့အဲ့လိုမိတော်ဖားဆောင်ရှိတဲ့ကလေးလဲပါပါလေပါတဲ့အခါကျတော့သူ့မိမလို့အဲ့ PD လို့မခံစားစေချင်တာမျိုးပါတယ်ဒီကာလကျတော့ပြောရရင်လေအလုံးတစ်ခုလုံးဖို့ဆိုတာကမလွယ်ဘူးခက်ခဲတယ်အကုန်ရှားပါနေတဲ့အချိန်ဖြစ်တဲ့အတွက်နောက်သားတော်ကြားလေးမွေးထားရင်ရှင်ပြုတ်ပေးချင်တယ်လေအဲ့ဒီကိုကိုရိုင်းလည်းပဲသားလေးကိုရှင်ပြုတ်ပေးခဲ့ရတယ်ကအရန်ပြုတ်ပေးခဲ့ရတယ်အဲ့ PD လေးကိုအမသူတို့ညောင်ရခံစားချင်တယ်ဆိုချင်အဲ့တော့ဟိုကိုအလုတာရကမဆိုပြီးတော့သူကနေရာတိုင်းအဲ့လို တော့ဆန်ချတဲ့အချိန်လိုက်ကြိုက်ပြရတော့မရှိဘူးပေါ့လိုတဲ့လူပေါ့တချို့ကလည်းအမေဖေမပါလာဘူးအဖားနဲ့လာတဲ့ကလေးဆိုရင်တော့အမအဲ့ဆန်ချပေးတယ်ဒါပေချင်းနဲ့လေတိတိပြလိုက်တာဆိုအရင်ဘာလို့လဲဆိုတော့အဲတို့မိဘတွေဆိုလဲမှာသားလေးတွေတချို့ရေဆို၃၄ရောက်တခါလေးရှိတယ်တချို့တွေဆိုရင်ဒီမှာဆိုရင်25မိနစ်ရှင်းမပြရသေးတဲ့တပားပါတယ်မောင်ဆက်ကနေနေကြည့်လို့ပဲသတ်မှတ်ထားပေးမယ်ဆိုကြတယ်အချိန်လေးအကြောင်းကြောင်း25မိနစ်ရောက်တဲ့အထိရှင်းမပြရသေးဘူးပေါ့နော်အဲ့ဒါဆိုရင်လည်းမအားလို့ဒီမှာထ ရှင်ဖြစ်ပေးလိုက်တယ်ပေါ့နော်။နောက်တချို့ကျတော့လည်းအရန်ငယ်တယ်။အမက9နှစ်လို့သတ်မှတ်ထားတယ်။ခုဒီမှာ9နှစ်ကျော်အောင်စတယ်။ဆိုတော့သူတို့ကလည်းပါလဲဆိုတော့ညီမတွေရဲ့အာကြည့်ရတာတော့နောက်နှစ်မှာဒီလိုလုပ်ပေးမဲ့အမှုရှင်မရှိမှဆိုလို့ဒီနှစ်တစ်ခါလေးထည့်လိုက်ပုံတော့ရတယ်။ ဆိုတော့အမအဲ့ဒါလေးလည်းလက်တော်လက်ခံပေးလိုက်ပါတယ်အရန်ငယ်တွေကတင်ငန်းမနိုင်တာတော့နောက်ဝီနီနဲ့မမီဖြစ်မှာလို့အဲ့ဒါလေးကြောက်တာဝမ်းသာတော့ပေါ့နော်သူတို့မိဘတွေလည်းလာပြီးတော့ဟာပြောတယ်ဝမ်းသာတယ်ကျေးဇူးများကြီးတင်ပါတယ်ပေါ့လာပြောကြတဲ့အခါအမလည်းချိန်နဲ့ပါတယ်ပီတီလည်းအင်မတန်ဖြစ်တယ်ပါရကြတယ်မွေးလာပြီဆိုတော့အမလည်းမွေးလာကလေးကဒီကလေးကိုဘယ်နည်းပဲချိန်မှာငါရှင်ပြပေးမယ်ဆိုတော့ကိုလုံးနိုင်တာမလုံးနိုင်တာအပထားလေခုမှရှင်မ်းချက်လေးရတော့ရှိတယ်ဒါကမြမ ဗုဒ္ဓဘာသာကိုတော်တော်များများမှရှိတဲ့ဇမောချက်လို့ပေါ့နော်အဲတော့ဒါအမဟိုပြောရရင်တရား၁၅ရောက်ကိုမင်းစားပြီးရှင်ပြလိုက်တဲ့သဘောတိုင်းပါပဲဟိုဘာလို့ဆိုတော့အဒီကလေးတွေရှင်မဖြစ်ခင်ရတယ်အမအများကြီးဘာလဲပါလဲအဲ့လိုပါဝင်သေးတဲ့မိဘတွေလည်းကျေးဇူးများတင်ပါတယ်ဖြစ်တာပေါ့ဖြစ်တာပေါ့အဲ့မျက်လုံးထဲမှာပြန်မြင်အောင်လိုက်တာပေါ့နော်ပြန်မြင်အောင်မိတယ် အသားလေးကိုရှင်ပြီတော့ဆိုရင်မအဲ့တော့အဲ့နော်ကွဲနေတာပေါ့နော်ကွဲနေတဲ့အချိန်မှာဖြစ်တဲ့အတွက်သားလေးကိုရှင်ပြူတဲ့အချိန်မှာအကိုအမရဲ့အကိုတဝမ်းဝဲတောင်ကြီးကအကိုဝမ်းဝဲရနေပြီးတော့အဲအဖေနေရနေပြီးတော့သူကနေပြည့်တယ်သားလေးရဲ့ဘာကြီးပေါ့နော်အာပြီးတော့အမကိုအဲ့လိုပဲဟိုအမအကိုတွေကပဲဝိုင်းဝန်းပြီးတော့ခုညီပေးကြတာပေါ့နော်အဲ့အချိန်မှာ သားလေးအတွက်ကဩငါလုံးနိုင်ခဲ့ပြီဆိုရယ်စိတ်နဲ့လဲဝမ်းသာရတယ်မိမမိမသားတယောက်အနေနဲ့သားလေးကိုမအခုဆိုရင်16နှစ်ကျော်18နှစ်ပြေတော့မယ်အဲ့ဒီအမလားမြောင်အမထားနိုင်တယ်အဲနောက်ပို့ပုံကွားနေပဲရှင်ပြေးနိုင်တယ်ဆိုတော့အဲ့အတွက်လည်းဝမ်းသာတယ်ဒါမှလည်း one day စိတ်ကတော့ ရှိအောင်ပေါ့လေ။အော်မိတော်ဟာဆိုမရှိရှာအောင်ပေါ့။ကလေးကမှကြည့်ပြီးတော့ဝမ်းနေတာပေါ့။ဒါပေမဲ့ဒီမှာတော့ဒီနေ့ရှင်ပြပေးလိုက်တာကတော့မိတော်ဖဆိုတာကလေးလည်းများပါတယ်။တချို့ကလေးကြောင့်လည်းမရှိဘူးပေါ့လေ။ပေါင်းနေပဲလားလည်းရှိတယ်။ဆိုတော့ဟိုမိဘတွေများနေနေပြီးတော့လည်းအမချိန်နဲ့မိပါတယ်။ပီတိဖြစ်ပြီးလည်းအော်ငါလုံပေးနိုင်ခဲ့ပြီပဲဆိုစိတ်လေးပေါ့နော်။နောက်နေ့နောက်နေ့တွေလည်းထပ်လုပ်ပေးနိုင်ချင်ပါတယ်။ကိုကိုကိုတော့တောင်းကျေတယ်လို့တော့ထင်ပါတယ်။ဘာလို့လဲဆိုတော့ အတက်နိုင်ဆုံးလဲစူးစားခဲ့တယ်အတက်နိုင်ဆုံးလဲတောင်းကိုဟိုပေါ့လူတော်လူကောင်းမဟုတ်ရင်တော့လူရောမှတရားမဖြစ်အောင်လို့အမကျေးဇူးဆောင်ရှောက်ခဲ့တယ်ဒီနေ့ဒီချိန်ဒီမှာကျေးဇူးဆောင်ရှောက်နေတယ်အဲဆိုသူ့ကိုလည်းပဲသူ့ဆိုရင်သူလူပြောင်းလေးဖြစ်လာပြီပေါ့နော်16 18ကြာလူပြောင်းလေးဖြစ်လာတဲ့အချိန်မှာအမဘာအောင်ဆုံးမှလဲဆိုတော့သူ့တကားရဲ့တစ်ဖက်သားပေါ့သားသမီးအဓိကတော့ ်သူလက်တွဲမဲ့မိန်းကလေးရှိခဲ့ရင်လက်ပတွဲရသေးတာသမီးသားဘာမိန်းကလေးရှိတစ်ခါမိန်းကလေးပေါ်မှာညာတာတက်ဖို့ကိုချင်းစာတက်ဖို့ဒါလေးတော့အမတင်ပေးဖြစ်တယ်ယောက်ျားလေးဖြစ်ပြီးတော့အနာယူတတ်တဲ့စိတ်ကိုအမရှော့စေခြင်းနဲ့အဲလိုအကယ်၍သာအမပြောတဲ့အတိုင်းသားဒီတစ်ခါသားပေါ်မှာတောင်ဝင်စိတ်ပြည့်ရှိတဲ့တောင်ဝင်စိတ်ပြည့်ရှိတဲ့ဆန္ဒတတ်တဲ့ယောက်ျားကောင်ဖြစ်ခဲ့မယ်ဆိုတော့အမတရားရာပိုင်းလို့ပုဂ္ဂိုလ်ကိုတောင်းချင်ပြီးလို့မှယူဆပါဖြစ်တာပေါ့ညီမလေးလဲကြမယ်လို့ကြက စိတ်ဖြစ်ခဲ့ပြီးတဲ့ဒါမဲ့သူ့လက်ကလေးတသိလေးအဲလက်ပစ္စည်းလေးကခုစမလက်ထက်တော်တော်ကြီးသွားပြီအဲလက်ပစ္စည်းလေးကင်လိုက်ရင်တိုင်ကင်လိုက်တိုင်းရှင်ထဲမှာနွေးနွေးသွားတယ်ဟောငါတယောက်တည်းမဟုတ်ဘူးငါတယောက်တည်းမဟုတ်ဘူးငါစူးစမ်းရအောင်မယ်ငါသူ့တက်သူ့လေးအတွက်ငါစူးစမ်းရအောင်မှာပါလားဆိုစိတ်ပေါ့အမအင်တာဗျူးတွေမှာလည်းပြောပွားတယ်အမကိုခုနလနဲ့အမကိုကိုတက်တယ်လို့စူးစမ်းခဲ့တယ်မိန်းမလေးအဲတော့ကိုကိုကိုတက်တယ်လို့စူးစမ်းတဲ့အချိန်မှာလေ အာသူ့အပွားအိမ်ရဲ့သူ့ပွားအိမ်ကတုံးချက်ခွဲရှိတာကိုအဲ့တော့သာသာမရောက်သွားပြီညနေလာရင်လူတွေအိမ်နေတော့အချိန်ပေါ့နော်အဲ့ပေါ်နေမှခုံချလို့လုပ်တာအဲ့ချိန်မှာအမဆင်းသားရဲ့တေးသွားရင်တော့ကောင်းတယ်ဝှက်ချက်သွားတာပေါ့နော်မသေးပဲနဲ့ကိုကအချိုးကန်းဖြစ်သွားမယ်ဆိုရင်အော်ကိုကိုကိုသွားနိုင်လာနိုင်တဲ့အချိန်မှာမစိတ်တော့ကအရန်ခံစားနေရသူများကအားကိုးရတယ်လို့ဆိုပို့ပြီးတော့စိုးသွားမယ်အဲ့လိုပဲကိုမသေးသေးတာဘိုက်ထဲကကလေးလေးတစ်ခုခုဖြစ်သွားအမတစ်တလုံးယူကြမရဖြစ် ဲ့ဒီဒီဟာစိတ်တွေနဲ့ပဲအမအဲ့ဒီဟုတ်ဟုတ်ကိုတိတ်ကောင်းချက်မို့အမလက်လျှော့လိုက်တယ်ဆိုတဲ့အခါကျတော့အမအမအရန်ကက်ကဲလာလို့စဉ်းစားလိုက်ငါတေဝုတ်တယောက်စဉ်းစားခဲ့တာပဲဒီလောက်လောက်ကတော့တေချင်းတယောက်နဲ့ရှိရင်ပပလေးပဲဆိုပြီးတော့အမအရှိဆက်သွားခဲ့ဟောတားကထိတတ်တဲ့ထဲမှာပါတယ်ဒီခါလေးကျရင်ဟိုကိုကယုံမှမပြီးသေးဘူးအလုပ်တွေမပြီးသေးဘူးမအားလို့ အကလေးနဲ့ overtime နဲ့စင်းကြရတဲ့အလုံးလုံးနေရဆိုတော့ပြင်ပြမရောက်သေးဘူးဒီခါလေးကြရလဲလူမှုရေးပွဲတွေမလာသွားတာရှင်အဲဆိုရင်တော့မင်းမင်းမပြန်လာသေးဘူးလားအဲအဲ့လိုမျိုးပေါ့နော်သူကအမေကိုတအားတိတ်တယ်အညာတိုင်းဆိုအမေကိုကြော်ပြီးမှအိတ်တယ်အမေစကားဆိုလဲနားထောင်တယ်အဲဆိုတော့ဟိုအရင်မလိမ္မာရင်တော့အရင်ဆိုးရလဲမပါဘူးဆိုတော့ဒါအမှကျေးဇူးတင်ပေးရပါတယ်တော့ပြောသေးရတော့ဒီချိန်ထိနားထောင်နေသေးတယ်ပေါ့နော် အဲ့တော့အဲ့အရာလေးတခုကတော့စိတ်ချမ်းသာစရာပါဒီမှာလေဒါသူတို့အရွယ်မှာတော့ဟိုအရင်ဆိုးသွားတာပဲအမကျေးဇူးတင်တာပါဟုတ်အမတို့လေမိန်းကလေးတွေကလေတဘာဝအားဖြင့်ခန္ဓာကိုယ်ဖွဲ့စည်းမှုအရာအားနည်းတာမှန်လေဒါပေမဲ့လေမိန်းကလေးတွေစိတ်ဓာတ်တန်ပါလေလေတူးမလိုက်လို့မမြင်ဘူးဘာလို့လဲဆိုတော့မိန်းကလေးတွေမှာမွေးကလေးကမိခင်စိတ်ဆိုပါလာတယ် ဲ့မိခင်ဆိုရမိခင်လေမိခင်တယောက်ဖြစ်တဲ့အတွက်သားသမီးတော့စူးစမ်းရမယ်ဆိုဆိုရှိတယ်မိခင်ဖြစ်သွားတဲ့မိန်းကလေးကပို့ပြီးတော့တန်မာလာတယ်အဲ့တော့အဲ့ဒီတန်မာတဲ့စိတ်ကလေးကိုလေအမားတို့ကလွတ်မချပြင်းနဲ့ကို့မှာကို့ကိုကိုပြောင်းရတယ်လို့တခါလေအမားတို့ထင်နေတတ်တယ်ဒါပေမဲ့လောကဓာတ်နဲ့ကြုံလာတဲ့အခါမှာအမားတို့ကအရေးရင်ဆုံးတကယ်ရင်ဆိုင်နိုင်ကြတယ် မြင့်ရင်ဖြစ်သွားရင်ပို့ဆိုးတယ်အမားတို့မှာတွေ့တာစရာလေးရှိတယ်ငှက်ညာစရာလေးရှိတယ်အဲ့တော့တချို့မိခင်တွေမမေတွေပေါ့နော်အမအများကြီးလာပြောကြပါတယ်တချို့လေစိတ်ဓာတ်တွေကျတယ်ဘလို့ရဖြစ်တယ်ပေါ့နော်သူတို့သူတို့အကြောင်းလေးရှင်းဖွင့်လာကြတယ်အချိန်ကသဘောတရားနေရတော့မတူပေမဲ့မိခင်ဖြစ်နေရဆိုတာတူတာနဲ့နေမယ်အမတို့မှာရှိနေတဲ့စိတ်ခွာတွေကတူပါတယ်လို့ထပ်တူကြတယ်အမတို့ရှိတဲ့တန်မာမှုတွေအမတို့မသိတာပဲနဲ့အမတို့ရှင်နေမှာကြောက်ရွံ့နေ အဲ့ဒီအဲ့ဒီစိတ်တက်ကြတာစိတ်တက်ကြတာအဲ့မိခင်စိတ်ဆိုတာလေးကိုမမတို့တွေးမိပြီးသားသမီးတွေကရုံးကန်နဲ့ရင်ဆိုင်ရမယ်ရက်တိရမယ်ဆိုတာလေးကိုဘောင်းနဲ့ထည့်ထားရင်မမတို့ဘာလို့ဆိုဖက်ကြော်နိုင်ပါလဲအရာရာတော့မမတို့လည်းခက်ခဲခဲ့မှုလည်းစက်တဲခဲ့မှုလည်းဒါပေမဲ့အဲ့လိုလေးကတတိငါပါလို့ဟိုအများကြီးတော့ဖြစ်မနေဘူးလေအစိုးတခါအကောင့်တက်လဲပေါ့နော်အဲ့လိုဖြစ်နေတဲ့အချိန်မှာစိုးတဲ့အချိန်မှာအမားတို့ကျန်ရကရင်ဆိုင်နိုင်တော့ကောင်းတဲ့အချိန်ဆိုတော့ရောက်လာမှာပါလို့အဲ့တော့ မိမိတိုင်းသားသမီးတွေအတွက်အဲတတိလေးမွေးပေးကြပါလို့ငါကိုတတိရှိပြီးသားပါအဲ့တတိလေးကိုလည်းထုတ်ပြပေးပါဒီနေ့ရလူကအမရှင်108ပါဆိုရင်115ပါပေါ့နော်ပြပေးတဲ့လူလေးပါအောင်မြင်စွာပြီးဆုံးသွားတဲ့အတွက်လည်းအားလည်းဝမ်းသာပါတယ်ဂျီလူပီတီလည်းအမအားကြီးဖြစ်ရပါတယ်နောက်လေးနောက်လေးတွေလည်းအမတက်လာရင်ထပ်ပြီးတော့လူချင်းမာသေးတယ်အမခုနပြောတော့အမစိတ်မာကစိုက်ကိုတခုရသွားတယ်ဘာလဲဆိုတော့အမလူလုံးမယ်လို့ဒီရှင်108ပါလူမယ်လို့ ကျင်ညာလိုက်တိုင်းကျင်ညာလိုက်တိုင်းမှာအကြောင်းအရာတစ်ခုခုကြောင့်အမပြတ်သွားတယ်ခုတော့ဒီလူပြီးသွားပြီဆိုတော့အမတပြင်းချနိုင်တော့တာပေါ့နော်ဆိုတော့အဲအဲ့တော့ အခက်အခဲမရှိအောင်လည်းပြုဆောင်တာအတွက်လည်းချိန်နဲ့ပီတီအများကြီးဖြစ်ရပါတယ်ပထမတော့အမတစ်နှစ်လောက်ဆောက်အောင်မယ်လို့စဉ်းစားရတယ်ဒါပေမဲ့မလီဖြစ်သွားတဲ့အချိန်မှာအမဘာတို့လဲဆိုအမတို့ဖျားကပြတာတအားများသွားပြီလေကိုဗစ်တွေကြုံခဲ့ရတယ်ရေကြီးတာတွေရှိတယ်ဟုတ်လားနော်အမတို့အခက်အခဲကြမ်းတမ်းမှုတွေဆိုတာအမတို့ဘဝမှာအများကြီးငလင်ဒီငလင်ကပုံဆိုးသွားတယ်ဘာလို့လဲဆိုတော့မျက်စိတစ်မျက်အတွင်းမှာမိသားစုတွေကျွဲသွားတယ် ျောက်တဲ့လူကအမတို့ရှင်းရမယ်လုံးဝပျောက်သွားတယ်အဲ့တော့အမကအချိန်မစွဲသင့်ဘူးဆိုတဲ့ဟာလေးတခုအမသိတယ်အဲ့တော့ဒီလူကအမနောက်တစ်နှစ်ကိုမစွဲတော့ဘဲနဲ့ဒီနှစ်မှာပဲပြုပေးမယ်တော့ရှင်ပြဖို့စီရင်ပေးထားတဲ့ကလေးလေးဆိုလဲအမနောက်နှစ်စွဲတော့ဒါမိသားစုစုံရင်းလဲစုံမစုံရင်းလဲမစုံနိုင်တော့အကြောင်းတရားတွေဆိုအများကြီးပဲအမဒါလေးကိုဒီနှစ်တော့ရအောင်လုပ်ပေးလိုက်တာပါလို့တော့လုပ်ပေးခွင့်ရလို့ကျေးဇူးအများကြီးတင်ပါတယ်လို့အဲ့တော့ အမတို့ဒီပေါ့နော်ဒီအနေနဲ့ကြီးစုကြတဲ့ပြဿနာတွေအားလုံးလည်းမောင်းနေထပ်တူခုတို့ထပ်တူရပါစေတောင်းလို့ဆောင်ရပါစေရှင်